ဒါကျမတိုက်မဟုတ်ဘူးเนาะဟယ်လိုဆိုတာကျမတိုက်မဟုတ်ဘူးမင်္ဂလာပါမမတို့ကြီးမကျမတိုက်အဲ့တော့လေကျမပြောတယ်ဆိုရင်ကျမဒီမှန်တဲ့စကားကိုပဲအမြဲပြောတယ်ဆိုတာတော့ပြိတက်ကြီးอ่ะချွင်းချက်မရှိယုံပေးထားပါเนาะဆိုတော့အခုလေဒါကိုယ်တိုင်ဖြစ်တဲ့ကိုယ်တိုင်ကြုံတွေ့ရတဲ့ဖြစ်ရက်ကလေးရွှေဆိုင်နေနဲ့ပတ်သက်တဲ့ကိုယ်တိုင်ဖြစ်တဲ့မနေ့ကဖြစ်တဲ့ဖြစ်စဉ်လေးတခုကိုကျမရှင်းပြကြံလို့အဲ့တော့ကျမတို့ကရွှေနဲ့ပတ်သက်လို့ရှိရင်အများပြည်သူ နော်ကျမတို့စားသုံးသူပေါ့အများပြည်သူတွေဟာရွှေစည်းဘယ်စည်းလဲဆိုတာတရဝင်ကျမတို့မှာတီးခွင့်မရှိဘူးဘယ်လိုရောင်းပြီးတော့မှဘယ်လိုဝယ်ပေးတာလဲဆိုတာမိမိသွားလုပ်တဲ့ရွှေဆိုင်တွေရဲ့အပြောမှာပဲကျမတို့ကလက်ခံရတယ်ဒီအနေထားကိုကျမမနေ့ကတိတာထင်ရှားစွာတီးခဲ့ရတယ်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကဘယ်လိုတတ်မှတ်ပြီးတော့မှဘယ်လိုပြထန်းထားပြီးဘယ်လိုအမိန့်ညွန်ကြားချက်တွေနဲ့ညွှန်ကြားထားလဲတော့မသိဘူးကျမတို့ပြည်သူတွေက ဒီရွှေလောက်တဲ့သူတွေကရွှေဆိုင်တွေမှာသွားလုံလို့ရှိရင်ရွှေဆိုင်တွေကအဲဒါကျွန်တော်တို့ကနားလေပြီးလို့ရတယ်ပထမတော့အဲတတ်မှတ်ထားတဲ့တတ်မှတ်စည်းရှိလို့မလို့တတ်မှတ်စည်းတိုင်းကရောင်းလို့မရလို့လို့မလို့အဲဘောက်ချလေးမှာတွစ်ဆန်တမ်းနေလောက်တာကျွန်တော်တို့အဲ့အထိကျွန်တော်တို့နားလေပြီးတယ် အယောဒတ်တွေကိုပို့တွက်တယ်အယောဒတ်တွေကိုပို့ပို့ပြီးတော့မှအယောဒတ်တွေမှာပို့ပြပြီးတော့မှဒီရွှေစင်းနဲ့ကိုက်အောင်လို့မလို့တွက်ကြတယ်ဆိုတဲ့ဖြစ်စဉ်ဖြစ်ရတဲ့ကိုတတ်ဆိုင်ရာတာဝန်ရှိလူကြီးမင်းတွေတီးသလားမတီးသလားတော့မတီးဘူးဒါကျွန်တော်တို့တွေဒါ ဒီရွှေလောက်တဲ့အများပြည်သူခံနေရတဲ့ကိစ္စတွေပေါ့နော်ဒါပေမဲ့ဒီအခြေအနေတွေကိုကျမတို့အများပြည်သူတွေကပေါ့မြအောင်လည်းမပြောနိုင်ဘူးကျမတို့ဒီလိုနဲ့ပဲတယောက်ပြီးတယောက်ဒီလိုနဲ့ပဲခံရတယ်ရွှေလောက်ကြတဲ့ရွှေဆိုင်လေးတွေမှာရွှေသွားလောက်တယ်ဆိုတဲ့လူဒန်းစားဟာအရန်ပတ်စံချမ်းသာလို့မလို့လောက်တဲ့လူဒန်းစားထက်ရွှေကိုစုဆောင်းပြီးတော့မှဝစ်ဆင်ကျင်တဲ့လူဒန်းစားကပိုများပါတယ် ပတ်စံရမ်းချမ်းလာတဲ့လူတန်းစားကအဲရွှေတွေလည်းအများကြီးဝတ်တဲ့လူမျိုးမရှိပါဘူးเนาะအတုံးလိုက်ခဲလိုက်တွေပဲစုကြတာပါအဲ့တော့ရွှေဆိုင်တွေမှာသွားပြီးရွှေဆွဲကျိုးလေးတစ်ချက်သားလို့လက်ကောက်ကလေးတစ်ချက်သားလို့နှစ်ချက်သားသုံးချက်သားလေးချက်သားငါးချက်သားစသဖြင့်ဒီလိုလုပ်တဲ့သူတွေကတာမန်လူတန်းစားနဲ့ခြေကံလူတန်းစားတွေများပါတယ်အဲ့တော့အခုကျွန်တော်တို့တွေရဲ့အခက်အခဲကဘာဖြစ်တယ်လဲဆိုရင်ရွှေစည်းယနေ့ပေါက်စည်းဒီစိုင်းတွေကပြောတဲ့ဗဇက်စည်းအတိုင်းပဲဖြစ်ပါတယ်။ကျွန်မ TikTok မှာအပိုင်းလိုက်တင်မယ်။ အပိုင်းကိုစုံအောင်ကြည်ပြီးမှဝေဖန်ရေးလေခံရေးတွေလုပ်ဖို့မြစ်တာရက်ခံတောင်းဆိုရတယ်နော်ဆိုတော့ကျမအပိုင်းနေအပိုင်းဆက် TikTok ဒီ7မိနစ်ပဲရတဲ့အတွက်ကြောင့်လို့ကျမဒီမှာပြောတဲ့အပြည့်ကိုရမှာမဟုတ်ဘူးစုံအောင်နားထောင်ဒါအပိုင်းတက်အဲ့တော့ကျမတို့တွေကရွှေဆိုင်တဆိုင်မှာရွှေသွားလုပ်တယ်ဆိုင်ကမိမိလုပ်တဲ့ဆိုင်ကပြောတဲ့ဈေးအတိုင်းကျမတို့တွေသွားလုပ်တဲ့စားသုံးသူကလက်ခံရတယ် လက်ခံပြီးရင်တို့တွေဟာတို့ရဲ့ခုနပြောတဲ့ကိစ္စဝိစ္စတွေအရာကျွန်မတို့ကိုဘောက်ချာမှာဘယ်လိုဖြတ်လို့မရဘူးဘောက်ချာမှာဘယ်လိုလုံးလို့မရဘူးဘောက်ချာမှာအဲအယော့ဒရော့ကိုဒီလိုမျိုးနဲ့ကန့်အောင်လုပ်ရတယ်ပြန်ရောင်းလို့ရှင်တော့ဘယ်လိုဆိုရဲတွစ်ဆန်တန်ကျွန်မတို့အဲ့အထိလက်ခံနေနားလေပေးတယ်နော်နားလေပေးတယ်ဒါပေမဲ့ပြန်ရောင်းပြီဆိုလို့ရှင်ကလိန်ကစ်ကြတယ် မနေ့တော့ကျွန်တော်တို့ရွှေဆိုင်နှစ်ဆိုင်သွားတယ်။ရွှေပေါက်ဈေးကိုတရားဝင်ပြောခွင့်ရှိသလားပြောခွင့်မရှိသလားကျွန်မမသိဘူး။ကျွန်မကတော့ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ရက်ကိုရင်ကိုကြကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ပြည့်ရက်ကိုဒါသက်ဆိုင်ရာသူလူကြီးမင်းတွေတိအောင်ရယ်နောက်တစ်ခါဒါအများပြည်သူတွေလည်းသင်ငန်းစာယူလို့ရအောင်ရယ်ကျွန်မပြောပြပါမယ်နော်ဆိုတဲ့ခါကျတော့ဘာဖြစ်တယ်လဲဆိုတော့မနေ့ကကျွန်မတို့ရွှေသွန်းကျွန်မရဲ့အတိညမလေးကသူကားလေးဝယ်ဖို့တဲ့ရွှေလေးရောင်းချင်နေမမရယ်တဲ့ ဆိုတဲ့ခါကျတော့ကျမကိုတွက်ပြီဆိုတော့ကျမသူ့ကိုတွက်နီးလေးကြီးလည်းတင်ပေးလိုက်တယ်တွက်လဲတွက်ပေးလိုက်တယ်အဲဒီလိုမျိုးလေးလည်းပြောလိုက်တယ်ဒါပေမဲ့မင်းမရှိရင်ငါ့စီကိုဖုံးစမ်းရဆိုပြီးကျမဒီလိုလေးပြောလိုက်တဲ့ခါကျတော့အဲရွှေဆိုင်နှစ်ဆိုင်ပေါ့သူ့ဘောက်ချာလေးနှစ်ခုနဲ့ရွှေဆိုင်နှစ်ဆိုင်ကိုသွားတယ်သွားတော့ နံပါတ်1ရွှေဆိုင်ဒီရွှေဆိုင်ကတော့ကျွန်မ appreciate လုပ်ပါမယ်เนาะနာမည်လေးလည်းပြောပါမယ်အဲနောက်တစ်ဆိုင်ကတော့ကလင်ကချစ်ကြတဲ့ဆိုင်ကိုကတော့ကျွန်မအခုနာမည်မပြောသေးဘူးအများသူကကျွန်မနဲ့နှီးဆက်တဲ့သူတွေကတော့ဇားသုံးသူကားွယ်ရေးကိုတိုင်ပါလို့ဒီလိုမျိုးလေးပြောတယ်ဆိုတော့ကျွန်မစဉ်းစားနေတယ်เนาะဒါပေမဲ့ကျွန်မပြောပြမယ်ဘယ်ဆိုင်လဲဆိုတာကျွန်မအဲ့တော့မနေ့ကဆိုင်နဲ့ဆိုင်ကိုသွားနေဆိုတဲ့အချိန်မှာကျွန်မဒီစကားတွေပြောတာဟာတိစေခြင်းလို့ပြောတာရွှေစည်းပြောခွင့်ရှိလားပြောခွင့်မရှိလားကျွန်မမသိဘူးကျွန်မတို့ကခိုးဆောင်ခိုးကဝယ်တာလည်းမဟုတ်ဘူးတရားဝင်ဆိုင်နေမှာသွားဝယ်တာဖြစ် ြစ်တဲ့အတွက်ကျွန်မတို့ကတခိုးမောက်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့ကရွှေစည်းကိုမပြောနိုင်စရာအကြောင်းပြောခွင့်မရှိစရာအကြောင်းမရှိဘူးလို့တော့ကျွန်မကမျှော်လင့်တယ်နော်ကျွန်မတို့ကကြာရတဲ့ချွေးနှင်းစာလေးတွေနဲ့ရွှေဆိုင်မှာသွားပြီးတော့မှတင်ရဝင်သွားပြီးကျွန်မတို့ကဝဲတာဒီမှာလဲတင်ရဝင်အခွန်ပေးရတာကျွန်မတို့ကစားသုံးသူအနေနဲ့ကျွန်မတို့အခွန်900ခိုင်နှုန်းပေးရတယ်ဟုတ်တယ်နော်900ခိုင်နှုန်းကျွန်မတို့ tax ပေးပြီးတော့မှကျွန်မတို့ဝဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြောခွင့်ရှိမယ်လို့တော့ကျွန်မမျှော်လင့်ပါတယ် အဲ့တော့ကျမမနေ့ကသွားတဲ့အချိန်မှာနံပါတ်1ရွှေဆိုင်ကိုသွားတယ်နံပါတ်1ရွှေဆိုင်ကိုသွားတဲ့ခါကျတော့ရွှေစည်းပဲစည်းလင်လို့ဆိုတဲ့ခါကျတော့သူကဘာပြောလဲဆိုတဲ့ခါကျတော့80နဲ့တသိန်းခွေတဲ့80တသိန်းနဲ့ပြန်ဝယ်မယ်တဲ့ဒီလိုလေးပြောတယ်နော်ဆိုတော့ကျမတို့မြန်မာ market price မှာနေတိုင်းရွှေစည်းတွေရှိတယ်15ပဲရွှေစည်းမနေ့ကရွှေစည်းကြည့်လိုက်တော့80နဲ့3သိန်းခွဲရှိတယ်ပရိတ်သတ်ကြီးနော်ဒါကလေပြောခွင့်ရွှေစည်းဒါကတော့ကျမတို့က ိုတွေ့ကိုတိုင်းကြုံတွေ့ခဲ့ရတဲ့ဟာကိုဒီလိုပြောပြမှာအကုန်လုံးပေါက်ပေါက်မြောက်မြောက်နဲ့အားလုံးတိမာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မပြောပြခြင်းဖြစ်တယ်เนาะအရန် risky ဖြစ်ပါတယ်เนาะဆိုတော့83သိန်းခွဲမြန်မာ market price မှာပေါက်တဲ့ဒါပေမဲ့အဲ့ဒီရွှေဆိုင်ကိုသွားတော့83သိန်းခွဲတဲ့83သိန်းနဲ့ပြန်ဝယ်မယ်တဲ့ကျွန်မပြောတယ်ဟေး83သိန်းခွဲပေါက်နေတယ်လေ83သိန်းခွဲပေါက်နေတာဘလို့ဖြစ်လို့83သိန်းခွဲပဲဖြစ်ရတာလဲ ဆိုတဲ့ခါကျတော့ကျမတို့စီမှာဝယ်ရင်လေ83တသိန်းခွဲနဲ့ဝယ်လို့ရတယ်တဲ့ကျမတို့ပြန်ကောက်ရင်83တသိန်းနဲ့တဲ့ကြိုက်တဲ့လောက်ဝယ်သွားတယ်83တသိန်းခွဲโอเค နော်ဒါဆိုရင်ရပြီဒါဆိုရင်တွက်ပေးပါလို့ကျမကပြောတဲ့ခါကျတော့ဘာပြောသလဲဆိုတော့တွက်တော့မတွက်ပေးနိုင်ဘူးတဲ့ရွှေဆိုင်နေရဲ့အချိန်တွေကိုပြောပြတာနော်ရွှေဆိုင်ကလူကြီးများများလေးနည်းနည်းလေးတော့လေကျမတို့ဒါပိဋကတ်ကိုနည်းနည်းလေးတော့ဇာကိုရင်စားသုံးသူတွေပေါ်မှာ respect လေးရှိပါနားမလဲကြဘူးလာတွက်တဲ့သူတွေကသူတို့ပစ္စည်းပိုးလေးကဘလောက်ကလေးရမလဲဆိုတဲ့ဟာလေးကိုသူတို့မတွက်တတ်ရင်တွက်ပေးရမယ့်တာဝန်ရှိတယ်လीဆိုတော့မတွက်ပေးနိုင်ဘူးတဲ့ရောင်းမှတွက်ပေးမယ်တဲ့ဒီလိုလေးပြောတယ်နော်ဆိုတော့အဲ့တော့80နဲ့ ်တသိန်းရတယ်ဆိုပါတော့သူသူဆိုင်ရာ80တသိန်းပေးတယ်အဲ့တော့နောက်တစ်ဆိုင်ကိုရောင်းစီရရှိတော့ကျမအဲ့ညီမလေးကိုပြောတယ်မရောင်းနဲ့အောင်နော်မရောင်းနဲ့အောင်နောက်တစ်ဆိုင်ကိုသွားနောက်တစ်ဆိုင်ကိုသွားပြီးတော့မှမေးကြည့်လိုက်နော်ဘယ်စည်းလဲလို့မေးကြည့်လိုက်ဆိုတော့နောက်တစ်ဆိုင်ကိုသွားတဲ့အချိန်မှာနောက်တစ်ဆိုင်ကတနင်းလာနန်နဲ့စတဲ့ဆိုင်ကကြီးနဲ့စတဲ့ဆိုင်မထင်တော့စိတ်ထဲမှာပြောရင်းနဲ့ဒေါသထွက်လာရင်တော့နာမည်ထည့်ပြောမှာနော် ကာကြီးနဲ့စတဲ့ဆိုင်တရုတ်တန်းကဆိုင်ဒိုလောဒိုလောနဲ့ဟိုဆိုင်ဒီဆိုင်တွေဖြစ်မှာစိုးလို့ကာကြီးနဲ့စတဲ့ဆိုင်နာမည်နှလုံးနဲ့ဆိုင်ရွှေစည်းဖယ်စည်းလဲဆို64သိန်းရောင်းငယ်တဲ့63သိန်းနဲ့ပြန်ဝယ်တယ်တဲ့ဟမ်ကျမအဲ့တော့ကျမနဲ့တယ်လီဖုန်းပြောတယ်ကျမမှန်းတော့မသိဘူးဟင်ရွှေစည်းက ဟိုမှာဟိုဘက်ကတဆိုင်မှာငါတို့ရောင်းမို့သွားတာ80နဲ့တသိန်းခွဲလို့ပြောတယ်80တသိန်းနဲ့ပြန်ဝယ်တယ်ဘယ်လိုဖြစ်လို့ဒီမှာနင်တို့စီမှာ60နဲ့4သိန်းပဲဖြစ်ပြီး63သိန်းဖြစ်ရတာလဲဆိုကြိုက်လို့ရှိရင်ဝယ်သွားတယ်64သိန်းနဲ့ပဲရောင်းနေတယ်ဒါနဲ့ကျမတို့ဆိုင်စီတဲ့အဲ့ဒီတော့ကျမပြောချင်တာကမိမိဆိုင်စီကိုမိမိမှာတတ်မှတ်ပြီးရောင်းနေကြတာလားရွှေစီဆိုတာ standard မဟုတ်ဘူးလားအဲ့တော့ဒါဆိုရင်အခုရောင်းရင်ဘယ်ဈေးရမှာလဲဆိုတော့63သိန်းစီတဲ့ ်နော်60နဲ့3သိန်းစေးတဲ့မဟုတ်ဘူးမဟုတ်ဘူးကျင်းထုံမဟုတ်ဘူးเนาะကာကြီးနဲ့စတယ်ကျမပြမယ်ဘောက်ချပြီးရင်ပြမယ်เนาะပြီးရင်ဘောက်ချပြမယ်တိလာနံပါတ်တွေမပြောနိုင်အောင်နံပါတ်တွေမပြောနိုင်အောင်အဲ့တော့ကျမနံပါတ်1ဆိုင်ကိုပြန်သွားတယ်ဒါဒီဆိုင်ကတော့ကျမကဒါဘယ်လိုပဲဖြစ်ဖြစ်ကျမတို့ဟို2သိန်းကွဲกว่าတယ်ဆိုပေမဲ့ကာလာပေါက်ဈေးထက်2သိန်းကွဲกว่าတယ်ဆိုပေမဲ့ခုနက63သိန်းကို 64သိန်းပဲပေါက်ပဲ63သိန်းနဲ့ဝယ်တယ်ဆိုတဲ့ဆိုင်တက်ဆိုင်သူ့ appreciate လောက်ရမယ်ပါဝါရွှေဆိုင် appreciate လောက်ပါတယ်ဒီနေရာကနေကျေးဇူးတင်ပါတယ်နော်ဒီလိုမျိုးအာမယိုးမသားတွေကြားထဲမှာဒီလိုမျိုးလေးလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့ဒါကျမညမလည်းပြောခဲ့ပါတယ်ကျမ Elmon Thing ရဲ့ညမပါဘာညာပြောတဲ့ခါကျတော့သူတို့တေးသေးစတာလေးလေးပို့တိုးပေးလိုက်ပါတယ်ပါဝါရွှေဆိုင်ကိုဒီနေရာကနေကျေးဇူးတင်ပါတယ်မှန်ကန်တယ်ပရိတ်သတ်ကြီးရွေးချယ်ဝယ်ယူမယ်ဆိုရင်ပါဝါရွှေဆိုင်ကိုဝယ်လို့ရတယ် ်သူပါပဲဖြစ်ဖြစ်ဈေးမှန်ကိုသူလုတ်ပေးတယ်ဒီနေရာကနေ appreciate လုတ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်เนาะဆိုတော့အင်းစင်းမမြင်ရတဲ့ဟာကိုအဲ့တော့နောက်ထပ်ခုနကတနင်းလာနန်နဲ့စပြီးတော့မှအနောက်ကဟာနဲ့နော်ဆိုတော့ပြောမပြောမကျမလေးဒီမှာဘောက်ချာနှစ်ချက်နဲ့6ရွေးတစ်ချမ်းဟန်းချင်းသွားရောင်းတာ နော်ဒီမှာပေါ့ချာလိုကိုမြင်သိကြမှာပေါ့နှစ်ချက်နဲ့6ရွေးတစ်ချမ်းသွားရောင်းတာကို64သိန်းနဲ့ဆိုင်မှာရောင်းလို့63သိန်းနဲ့ပဲပေးမယ်ဆိုပြီးဒီလိုလေးပြောတယ်ကျမတို့ကနားလေတယ်ဒါ2018နှစ်ကလှုပ်ထားတဲ့ဟန်ချင်းလေးနော်2018နှစ်ကလှုပ်ထားတဲ့ဟန်ချင်းလေးဒီမှာ2018နှစ်ကလှုပ်ထားတဲ့ဟန်ချင်းဟန်ချင်းမှာအတစ်ချက်ချုပ်လုံးဝကိုမဝေ့ရသေးဘူးနော်ဒါကခုနကပါဝါရွှေဆိုင်ကပစ္စည်းတွေမင်းကရောင်းခဲ့တဲ့ပစ္စည်းတွေနော် ဆိုတဲ့ခါကျတော့အဲ့တော့ကျမပြောချင်တာကရွှေဆိုင်နေကတတ်မှတ်စေးမရှိဘူးလားတတ်မှတ်စေးမရှိဘူးလားအများပြည်သူကိုရောင်းတဲ့ရွှေဈေးဆိုတာ standard နေ့စဉ်ပေါက်ဈေးဒီလိုမျိုးမရှိဘူးလားမိမိဆိုင်ဈေးမိမိပါမိမိဒီလိုမျိုးပြောနေတာလားဘလို့ဖြစ်တာလဲကျမသိချင်တာအဲ့ဒါလေးကျမသိချင်တာနော်ကျမသိချင်တာကျမသိချင်တာနော်ကျမသိချင်တာနော်ဆိုတော့ဒီမှာ ပေါ့ချာက စိုက်ပေါ့ချာဒီမှာနော်စိုက်ပေါ့ချာဒီမှာမနေ့တုန်းကဒီဆိုင်မှာမရောင်းခဲ့ဘူးကျွန်တော်တို့ပြန်ယူလာခဲ့တယ်60နဲ့4သိန်းစေးမလို့တဲ့60နဲ့3သိန်းနဲ့လာရောင်းတဲ့သူကိုပြောတဲ့စကားကလောက်သွားရင်လဲ64သိန်းနဲ့တဲ့